ဆန်တာဒိုဒိုရီယာလို့ခေါ်တဲ့စိတ်ဆွေးအားရှင်တရားပါမင်းသားတယောက်ရဲ့အသက်က20ကိုမိန်းမနဲ့ကလေးရှိရဲ့အကြိုက်ဆုံးစားစာတွေကချိန်အင်းနေလို့ပြောနေရင်ပဲအားလုံးကမားနေရမလို့စီစဉ်တင်ဆက်သူတွေကမင်းသားကိုတောင်းပန်နေရပြီးဆန်တာဒိုဒိုရီယာကတော့ပြန်သွားပါတယ်တကယ်တော့ဆန်တာဒိုဒိုရီယာဆိုတာအာဆေးအဖွားဆဲခိုဖြစ်ပြီးတော့တစီနဲ့ပြန်လာပြီးလေကတဲ့ဦးမှာခြံခိုင်းလိုက်ပါတယ်တာဘိုဘွားတို့ကြီးကမေလင်းနေတဲ့အာဆေးကိုတိုက်ခိုက်တော့မဲ့အချိန်မှာအိုကေသရုံးနဲ့တန်ချောင်းတစ်ချောင်းကပြန်လာပြီးတော့တာဘိုဘွားတို့ကိုမှန်သွားပါတယ်ဒီတကခေါ်လာတဲ့ဘဲကလူတော်မဟုတ်တော့မဲနဲ့မိစ္ဆာတကောင်ဖြစ်နေရမလို့တော်တော်ပြဿနာရှာတဲ့မြေပဲလို့ဆဲခိုးကပြောနေပြီးတော့တာဘို ွားတော်ကြီးကိုထားခိုင်းလိုက်ပါတယ်။တာဘိုဘွားတော်ကြီးကလည်းထားလာပြီးတော့ဆယ်ကူရဲ့နောက်ကနေတိုက်ခိုက်ဖို့လုံးဝမီးမီးလောင်သွားပြီးတော့စီဝိုင်းတစ်ခုတည်းကိုရောက်သွားပါတယ်။စီဝိုင်းရဲ့ပြင်ကိုထွက်ဖို့လုံးမယ်ဆိုရင်တော့ဒီကူလုံးဝမီးလောင်သွားပါပါ။စီဝိုင်းတစ်ခုကိုဆွဲလိုက်ပြီးတော့တန်ချောင်းကိုအထဲမှာစိုက်ထားရင်အကာအဝဲဖြစ်သွားပြီးအပြင်မှာစိုက်လိုက်ရင်တော့အတားဆီးဖြစ်သွားပါတယ်။ဆယ်ကူကနောက်ကိုကတ်လာပြီးတော့တာဘိုဘွားတော်ကြီးကသူ့ကိုဒီနေရာမှာထားဖို့ချုပ်ထားလို့မရဘူးလို့ပြောနေရမလို့ချုပ်ထားဖို့လုံးနေရမှာမဟုတ်ဘဲနဲ့တတ်ဖို့လုံးနေရလို့ဆယ်ကူကပြန်ပြောလိုက်ပြီးတော့တာဘိုဘွားတော်ကြီးကိုကျုံးနေပါပြီ။တာဘိုဘွားတော်ကြီးကအယမ်းမြန်နေဆိုရင်ဆက်ဝိုင်းထဲမှာတော့ဘာမှလုပ်လို့မရပါဘူး။ဆယ်ကူကစီဝိုင်းတစ်ခုကိုထက်ဆွဲလိုက်ပြီးတော့တာဘိုဘွားတော် ီကသူတင်ဂျိန်စာတိုက်ခိုက်ထားတဲ့ကောင်လေးမှာတေမာလို့ပြောနေမယ်အာဆဲကိုထိရဲ့ဘသူမဆိုတေရမယ်လို့ဆဲခိုးကပြောနေပါတယ်အဲ့လိုနဲ့ဆဲခိုးကတွင်းစီကိုဖြတ်လိုက်တဲ့အချိန်မှာတာဝဝါရိုရီကမီးလောင်သွားပြီးတော့အာဆဲလည်းလန်လို့လာပါတယ်အာဆဲကအိုကာရွန်သတိရသွားပြီးတော့အောက်ထက်ကိုသွားကြည့်လိုက်တဲ့အချိန်မှာ TV ကြည့်နေတဲ့အဖွားကိုတွေ့လိုက်ရပါတယ်မိစ္ဆာတကောင်ရဲ့ပိုင်နက်ကိုသွားခဲ့သေးလားလို့ဆဲခိုးကမေးနေရမလို့အငင်းကုန်ဖြစ်ပြီးတော့တငယ်ချင်းတယောက်ကသွားခဲ့ရလို့အာဆဲကဖြေလိုက်ပြီးမယ်ဘွားရိုကဇလန်တော့ပဲအောင်ရောက်နေရမလို့ကောင်လေးတယောက်ကိုတွေးမိသေးလားလို့မေးလိုက်တဲ့အချိန်မှာမိစ္ဆာကောင်ပြောနေရဆိုရင်တော့တက်ပြစ်လိုက်ပြီးလို့ဆဲခိုးကပြောနေရမလို့အာဆဲကလန်သွားပါတယ်ဒါပေမဲ့ သရေတွေကတကယ်မရှိပဲနဲ့သူကလည်းနန်းဆရာမအတူဘူးလို့အာဆဲပြောခဲ့တဲ့အချိန်ဆဲကိုကပြောနေပြီးတော့အဲ့ဒါယူကဘယ်ချိန်ထိအညှိုးထားနေပါလဲလို့အာဆဲကမေးနေမိ။ဆဲကိုကတော့အဲ့ဒါယူပဲထပ်ပြောနေပါတယ်။အာဆဲကလည်းအရင်ကပြောခဲ့တဲ့အတွက်တောင်းမယ်လိုက်ပြီးတော့မိစ္ဆာကောင်ကဘာလို့လိုက်ပြီလဲလို့မေးနေရမလို့နကုန်းနဲ့ကိုသွားကြည့်လို့ဆဲကိုကပြောလိုက်တဲ့အချိန်မှာတောက်ဖွားကြီးလို့អော်လိုက်ပြီးတော့အာဆဲကနကုန်းစီကိုပြေးပါပြီ။ဦးကာရောကတကယ်ချင်းလို့ချင်တဲ့တာမန်ကောင်လေးဖြစ်ပြီးတော့ဒါတွေအားလုံးကသူ့ကြောင့်ဖြစ်ရတာဆိုပြီးအာဆဲကနကုန်းနဲ့ကိုကြီးလိုက်တဲ့အချိန်မှာထမင်းစုပ်စားနေတဲ့ဦးကာရောကိုတွေ့လိုက်ရပါတယ်။အာဆဲကတကားကိုစောင်းပိတ်လိုက်ပြီးတော့ဘာလို့မသေးသေးရလဲလေးလုံးကောင် င်လို့ပြောလိုက်ရမယ်တကယ်တမ်းကဥကရုံဘာမှဖြစ်တာမဟုတ်လို့စိတ်သက်သာရွာရပါအဲဒီမှာဆဲကိုကရုတ်တရက်ကြီးရောက်လာမှလို့အာဆဲကလန်သွားပြီးတော့ဘယ်ရှင်အစပြီးမိစားရင်တကယ်ချင်းဖြစ်နေရတယ်ဒီငပေါ့ကိုကြိုက်နေရလားလို့မေးနေရမှလို့ကြိုက်နေရမဟုတ်ပါဘူးလို့အာဆဲကဖြေလိုက်ပါတယ်တာဘောဘာတို့ကြီးကဥကရုံရဲ့ခွေးစည်းတွေကိုယူသွားပြီးတော့တာဝန်ရှိသူလို့ခန်းစားနေရမှလို့ကူညီပေးချင်တာလို့အာဆဲကပြောရနေပါတယ် UFO ဘွားဂျိုသားတွေဖမ်းလာခံရပြီးတော့စိတ်ဆွဲရရဲ့၃နိုင်ဝါးရီလို့အာဆဲကပြောနေမိမယ် UFO ဆိုရှိမှမရှိရလို့ဆဲကိုကပြောနေပါတယ်အာဆဲကပါပါတော့ပြီးတော့ဥကရုံထိန်းထားပေးရလို့ပြောနေတဲ့အချိန်မှာစိတ်ဆွဲရရဲ့ရှိရသေးမ ဲ့ UFO တွေကတကယ်မရှိဘူးလို့ဆယ်ခိုးကပြောနေပါတယ်။တာဝဘွားတော်ကြီးအကြောင်းဆယ်ခိုးကပြောနေပြီးတော့အရှင်တော့ကီလိုမီတာ100ဘွားတော်ကြီးလို့ခေါ်ခဲ့ပြီးနိုင်ငံထဲမှာတောင်းချမ်းခဲ့ပါတယ်။တာဝဘွားတော်ကြီးကလိုင်ကောင်းထဲမှာရှိနေတဲ့ဆိုတဲ့သတင်းကြောင့်ဆယ်ခိုးကသွားရှိခဲ့ရင်ပဲလိုင်ကောင်းသားတော်မကန့်နိုင်ခဲ့ပါဘူး။ဒီကဘာကြီးမှာနေရာတစ်ခုဆွဲလန်းပြီးတော့မကျွမလို့ဖြစ်နေတဲ့နေရာဆွဲမိစာတွေရှိနေပြီးတော့သူတို့ပိုင်တဲ့ထဲမှာဆိုရင်ဆွဲအားအကြီးဆုံးဖြစ်နေရမလို့ဘယ်နဲ့ဆရာမှမနိုင်ပါဘူး။တာဝဘွားတော်ကြီးကလိုင်ကောင်းထဲမှာရှိနေတဲ့နေရာဆွဲမိစာကြီးနဲ့ပေါင်းနေတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီကောင်လေးကိုလက်လျှော့လိုက်တော့လို့ဆယ်ခိုးကပြောနေရင်ပဲအကိုကန်းသာဆိုရင်ဒုက္ခရောက်နေတဲ့ ို့ကိုညီမလို့အားဆဲကပြန်ပြောနေပါတယ်ဆဲကိုကလည်းအကိုကဲဟုတ်လားဒီကောင်လေးကိုတကယ်ကြိုက်နေရပဲလို့ပြောနေရမို့လို့မင်းသားเจ้าအောင်ပြောနေရလို့အားဆဲကရှင်းပြနေမိမယ်ဟိုမှာအချစ်တရထိုးပြနေပြီဘလို့ခံစားရလဲလို့အိုကာရောမင်းနေပြီးတော့ဘွားတော်ကစေးထိုးနေပါတယ်ဒီလောက်ဒီလောက်ဖို့စဉ်းစားထားရဲဆိုရင်ဒီလန်တစ်ခုတော့ရှိပါတယ်အဲ့ဒါတော့တာဝဘွားတော်ကြီးကိုနိုင်အောင်ပြေးဖို့ပါဒါပေမဲ့နေရာဆွေးမိစာကြီးရဲ့ပိုင်နဲ့မျိုးရဲ့အပြင်ကိုရောက်အောင်ပြေးရမှာဖြစ်ပြီးတော့အဲ့ကိုရောက်ရင်တော့မိစာကြီးကအားနေတော့ပါမယ်အဲ့လိုလိုမဲ့စာလိုင်ကောင်းရှိမှဒီဟာလေးသွားကတ်လိုက်မယ်လို့အားဆဲကပြောနေမိမယ်အဲ့လိုလိုလိုမရပါဘူးဆဲကိုကဒီနယ်မျိုးပိုင်နဲ့နတ်ဖရားရဲ့ပါပါသုံးရတာ ဖြစ်ပြီးနေမေကြော်ဝိုင်းတော့အာနာမတက်ရောက်တော့ပါဘူး။နတ်ဆရာတွေကနတ်ဖျားတွေစီကပါပါကိုယူပြီးတော့မိစ္ဆာတွေကိုနှိမ်နှင်းကြတာပါ။တာဝိုဘားတို့ရင်နဲ့ပြိုင်ဖို့နေအောင်လုံးကမနက်ဖြန်နေစပြီးတော့လေ့ကျင့်ရမယ်လို့ဆယ်ကိုကပြောနေပါတယ်။အာဆဲမရှိရင်မဖြစ်တာမို့လို့အိုကာရုံကအာဆဲကိုဂုံးပိုးပြီးတော့ပြေးရမှာပါ။ဆယ်ကိုကလည်းကူညီပေးခြင်းပေမဲ့ဒီကိစ္စမှာတော့အိုကာရုံတို့ကတာဝိုဘားတို့ကိုနိုင်အောင်ပြေးမအောင်ရမှာပါ။အဖွားငယ်သေးရတော့လို့အိုကာရုံကပြောနေပေမဲ့အာဆဲကတော့ဖွားကိုစိတ်ရှုကြလို့ထင်နေပါတယ်။ဒိုသားကြီးနဲ့တက်ခဲ့တော့ကအာဆဲကိုမကာကွယ်နိုင်ခဲ့တဲ့အတွက် တောင်းဝင်ပါတယ်။နောက်တစ်ခါဆိုရင်ပိုကောင်းအောင်လုပ်ရမယ်။စိတ်မပြတ်ပါနဲ့လို့အိုကာရုံကပြောနေရမလို့အ အာဆဲကလည်းစိတ်မပြတ်ပါဘူးလို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒါဆိုရင်ကုနာတို့ကတကောက်ဘာလို့စောင်းပိတ်လိုက်တာလဲလို့အိုကာရောကမေးလိုက်တဲ့အချိန်မှာအဲ့ဒါအဒီတိုင်းပါပဲလို့အာဆဲကပြန်ပြေလိုက်ပါတယ်။အိုကာရောအိတ်ဖို့အတွက်စောင်းတဲ့ကောင်းကိုယူဝေးမယ်လို့ပြောပြီးတော့အာဆဲကထွက်သွားတဲ့အချိန်မှာအိုကာရောကအာဆဲကိုလက်ခေါ်လိုက်ပြီးတော့ရေလေးတောက်လို့ရမလားဆိုပြီးပြောနေရမလို့အာဆဲကရေခဲတက်တာကိုမွေနေရပါပြီ။အဲ့ချိန်မှာမင်းသားရဲ့ဖုန်းနဲ့ဘဝပေါ်လာပြီးတော့ဆဲကိုပြောခဲ့တာရဲ့အားလုံးကမှန်နေပါတယ်။အဲ့နောက်မှာတော့လိုင်းပြောင်းလိုက်ပြီးဆဲကိုကဇလန်တွဲတွေကြီးနေပါပြီ။နောက်နေ့မနေ့ရောက်သွားတဲ့အခါမှာတော့အိုကာရောကရှူပေါက်ရှင်နေပါတယ်။ဒါပေမဲ့အိမ်သားတဲ့ဝင်သွားမယ်ဆိုရင်နိုင်ရန်ကွယ်သွားမှာလို့ အဆက်ရပါသွားတဲ့ထိန်းထားပြီးလို့မရပါဘူး။ကျင်းစာကိုဘယ်လိုထိန်းထားရလဲလို့ဆယ်ကိုကမေးနေတဲ့အချိန်မှာတာအိုဘွားတို့ရဲ့အော်ရာကိုသေးဝါးကိုလက်နှမဲနဲ့ညစ်ထားလိုက်တာလို့အဆက်ကပြောရနေပါတယ်။အရာတိုင်းမှာအော်ရာရှိရလို့အဆက်ကခံစားရပြီးတော့အော်ရာကိုထိန်းပြီးတော့အရာဝတ္ထုတွေကိုနေရာရွှေ့လိုက်တာပါ။ပါဝါစားရတော့ဘာမဆိုလုံးနိုင်နေဆိုရဲခံစားချက်ကိုရခဲ့ပြီမယ်။အခုချိန်မှာတော့အရာဝတ္ထုတွေကိုပဲရွှေ့နိုင်ပါတော့။အာရဆင်းရဲ့ပြဿနာအမြင်အာရုံအကုန်လုံးနေရာဖြစ်ပြီးတော့အော်ရာကိုအထီးတွင်းနဲ့ပဲခံစားကြည့်လို့ဆယ်ကိုကပြောနေပါတယ်။အာဆက်ကမျက်လုံးမေးလိုက်ပြီးတော့အော်ရာကိုအထီးတွင်းနဲ့ပဲထိန်းကြည့်ရင်မယ်။အပြင်မှာတာအိုဘွားတို့ကြီးဖြစ်နေပါပြီ။ဦးကာရောကမအောင်နိုင်တော့လို့ အင်တာသွားမယ်လို့ပြောလိုက်ရမယ်အာဆေးကမသွားခိုင်းပါဘူးအာဆေးကသူများရဲ့အင်တာကိုသုံးကြတာလို့ပြောနေပြီးတော့ဆယ်ကိုကမစိုးတက်ကကိုရလို့ပြောလိုက်တာမလို့အာဆေးကကြံခဲ့ပြီးတော့အိုကာရောကဘောင်းနဲ့အင်တာလူးနေရပါပြီနောက်ဆုံးမှတော့အိုကာရောကအင်တာလေးကိုရောက်သွားပြီးတော့အာဆေးကပြန်အနေကြည့်ပေးနေရပါတယ်ပါဝါဆားရတော့ကဘာမစိုးလုံးနိုင်နေဆိုရဲဟာအာဆေးရဲ့တကယ်ပါဝါဖြစ်နိုင်ပြီးတော့အကြောင်းတစ်ခုကြောင့်ပါဝါတွေကပိတ်မိသွားပါဒီကြည့်ရင်တော့ပြန်အနိုင်တယ်လို့ဆယ်ကိုကပြောနေတဲ့အချိန်မှာတာအိုဘားတို့ရပေါ်လာပြီးတော့ဆယ်ကိုကနှာခေါင်းသွေးရရှမ်းလာပါတယ်တာအိုဘားတို့ရဲ့ချင်းစားဟာအိုကာရောရဲ့ပက်ပက်လေမှာရှိတဲ့လူတွေကိုတိုက်ခိုက်နိုင်ပါတယ်လိုင်ကောင်းတဲ့ကိုဒီညမလာရ ်အကုန်လုံးကိုတတ်ပြစ်မယ်လို့ပြောပြီးတော့တာဝဘွားတို့ကြီးကပြောက်သွားပါတယ်။တာဝဘွားတို့ကြီးရဲ့ပါဝါတော်တော်ကျန်းတာမို့လို့အဆောင်စားရပါပျက်စီးသွားပါတယ်။အဲ့လိုနဲ့ညရောက်သွားပြီးတော့လမ်းမှာမိစ္ဆာရဲ့မကန့်တန်ကိုဆယ်ကိုကဝှစ်စုံတွေကိုပြင်ဆင်မင်းနေပါတယ်။ဂျိုသားတွေကိုတော့ချလာခဲ့ရပဲလို့အာဆဲကပြောနေမိမယ်။ဂျိုသားဆိုတာတကယ်မရှိဘူးလို့ဆယ်ကိုကပြောနေကြပါပြီ။အဲ့လိုနဲ့အာဆဲနဲ့ဦးကောင်တို့သွားမယ့်ချိန်မှာဆယ်ကိုကအာဆဲကိုဖက်လိုက်ပြီးတော့မသေးစေနဲ့လို့ပြောလိုက်ပါတယ်။အစတော့ကတော့စပိန်နဲ့သွားမလို့လုံးနေပေမဲ့အရန်ဝေးနေရမလို့ရထားနဲ့ပဲသွားပါတော့မယ်။တာဝဘွားတို့ကြီးကအာဆဲရှိတဲ့ဘွားကိုထိခဲ့အောင်လုပ်တာမို့လို့တာဝဘွားတို့ကြီးကိုကြုံမိမယ်လို့အာဆဲကပြောနေပါတယ်။ဒါပေမဲ့ အာဆေးကဒီဝစာအီဒီနဲ့မနေတတ်ဘူးလို့ပြောလိုက်ပြီးတော့ပေါ့ဘဘဖြစ်တဲ့ဟာတွေကိုပဲပြောင်းဝင်လိုက်ပါတယ်။မိုက်လာလို့အာဆေးကဥကာရိုမေးလိုက်တဲ့အချိန်မှာဥကာရိုကအန်ဂျင်လာပြီလို့ဖြေလိုက်ပါတယ်။အဲ့လိုနဲ့ဒန်ဒန်တဲ့ episode 3ကတော့ဒီမှာပဲပြီးသွားပါတယ်။နောက်ထပ်လာမယ့် episode မှာတော့အာဆေးနဲ့ဥကာရိုတို့ကတာဝဘွားတို့အပြင်နေရာဆွဲမိစ္ဆာကြီးနဲ့မှချရမှာပါ။တာဝဘွားတို့ရဲ့အကြောင်းအစွန်းစားကိုလည်းသိရမှာဖြစ်ပါတယ်။ကျေးဇူးအားပေးတဲ့ကျေးဇူးပါ bro ။